အမျိုးသားတယောက်ရဲ့ငယ်ပါညီလေးပေါ့နော်ငယ်ပါညီလေးလိန်တန်ကကျိုးနိုင်လားဆိုပြီးတော့တယောက်ကမေးဘူးလေကျွန်တော်အဲ့ဒါကိုဖြေပေးတော့မှဖြစ်ပါတယ်အဲ့တော့အမျိုးသားတယောက်ရဲ့လိန်တန်ငယ်ပါညီလေးကကျိုးနိုင်ပါတယ်နော်အဲ့တော့အယိုးမရှိပေမဲ့အမျိုးသားရဲ့ညီလေးကကျိုးနိုင်ပါတယ်ဒါကိုစေပညာခေါ်တော့ penile fracture လို့ခေါ်တယ်ပြီးတော့အဲ့လိုကျိုးသွားခဲ့မယ်ဆိုရင်ဒါကအရေးပေါ်အခြေအနေဖြစ်ပါတယ်အဲ့တော့မျိုးသားတယောက်ကဒီထောင်မတ်နေတဲ့ အချိန်မှာအမျိုးသားရဲ့အင်္ကာတဲကို pressure တွေအများကြီးနဲ့အသွေးတွေကိုဖြိတ်လိုက်တယ်။အဲ့လိုနဲ့ဒါထောင်မှတ်လာတယ်ပေါ့နော်။အဲ့ဒါကဘယ်လိုထောင်မှတ်လာလဲဆိုရင်သွေးတွေကမျိုးသားအင်္ကာထဲမှာရှိတယ်။အလွှာလေးတစ်လွှာရှိတယ်နော်။အဲ့အလွှာတွေကိုသွေးတွေဝင်ပြီးတော့ဖြိတ်လာတာ။အဲ့လိုနဲ့ထောင်မှတ်တာဖြစ်ပါတယ်။ကျိုးတာကဘာကြောင့်ဖြစ်ရလဲဆိုရင်နော်ဒီလိုမျိုး ထိခိုက်မှုကြောင့်ပဲဖြစ်ဖြစ်ရုတ်တရက်ကိုေးလိုက်လို့ပဲဖြစ်ဖြစ်အဲ့ဒီအလွှာလေးပြဲသွားလို့ဖြစ်ပါတယ်နော်။ တော့အဲ့လိုကျိုးပြီဆိုရင်ဘယ်လိုမျိုးဖြစ်တတ်လဲဆိုရင်အတန်ကြာမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ထောင်မှတ်နေရာကနေပြီးတော့ချက်ချင်းပျော့ကြတော့မှာဖြစ်ပါတယ်ပြီးလို့ရှိရင်အရန်နာပါတယ်ပြီးလို့ရှိရင်ညီလေးကဖောင်းလာမှာဖြစ်တယ်ပြီးရင်ကိုေးတော့မှာဖြစ်ပါတယ်စီးတော့ရလဲခတ်မှာဖြစ်ပါတယ်အဲ့လိုမျိုးဖြစ်ပြီဆိုတော့ ਨੇ အရေးပေါ်စေရုံကိုချက်ချင်းတွားဖို့လိုအပ်ပါတယ်စေကူသားမှုအမြန်ဆုံးခံယူဖို့လိုအပ်ပါတယ်နောက်မှဆိုရင်ပန်းတွေပန်းညောရောက်ကဖြစ်နိုင်တယ်သို့မဟုတ် ကွေးကောက်သွားတာမျိုးဖြစ်နိုင်ပါတယ်။ဒါကြောင့်မလို့ဒီလိုမျိုးမဖြစ်ရလေအောင်ကိုကအတူနေတဲ့အခါမှာဆက်ဆံတဲ့ပုံစံကအရန်အရေးကြီးပါတယ်။အထူးသဖြင့်အမျိုးသမီးကအပေါ်မှာနေတဲ့ပုံစံဆက်ဆံမယ်ဆိုရင်သတိထားဖို့လိုအပ်ပါတယ်။အမျိုးသမီးကအပေါ်မှာနေပြီးတော့ဆက်ဆံတာအရန်ပြင်းထန်တဲ့အခါမျိုးမှာမျိုးသားရဲ့အင်္ကာကကွေးကောက်ပြီးတော့ကျိုးနိုင်ပါတယ်။ ဒါပြင်မှာတခြားသောပုံစံတွေအမျိုးသားရဲ့အင်္ဂါကိုကိုးကောက်စေနိုင်တဲ့ပုံစံတွေကိုလည်းတတိထားဖို့လိုအပ်ပါတယ်ခံမသိရင်ကြိုးနိုင်ပါတယ်ဒါကြောင့်မလို့ဒီလိုမျိုးမဖြစ်အောင်ဘယ်လိုလုပ်သင့်လဲဆိုရင်အမျိုးသမီးကိုတေးချညှိနှိုင်းပါပြီးလို့ရှိရင်ချောစီကိုတုံးပါပြီးရင်ဒီလိုမျိုးအနေရရှိတဲ့ဆက်ဆံတဲ့ပုံစံတွေကိုအတုံးမပြူပါနဲ့ဒါပြင်မှာအမျိုးသားတွေအနေနဲ့ကိုယ့်ရဲ့ညီလေးကိုယုံကြည်ထောင်းမဲ့ဆိုလို့ရှိရင်လည်း မျိုးစီးထောင်းနေရင်းနဲ့အားလုံးပြီးတော့ကျိုးသွားတာမျိုးဖြစ်နိုင်ပါတယ်အဲ့တော့အပြင်းပြင်းသုံးပြီးတော့ကွေးကောက်တဲ့ပုံစံဖြစ်အောင်မထောင်းမနဲ့လို့လည်းပြောချင်ပါတယ်ဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ်သိချင်တာရှင်လဲ comment မှာမေးလို့ရပါတယ် channel လေးကို subscribe လုပ်ရသေးဆိုလို့ရှိရင် subscribe လေးလုပ်ပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်